နာဇကဥက္ကဋ္ဌဟာအဖွဲ့ဝင်တွေလိုက်ပါပြီဒီနေ့မလ29ရက်မနေ့အစောပိုင်းမှာထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့မန္တလေးတိုင်းဒေသကြီးကိုတွားရောက်ပြီးငလင်တန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုရဟတ်ရင်တွေနဲ့ဥစွာကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်အဲ့နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမှာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တာဝန်ရှိသူတွေကမန္တလေးတိုင်းဒေသကြီးအတွင်းငလင်တန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုတင်ပြရာနာဆကဥက္ကဋ္ဌက ရှောက်ဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးသွားဖို့နဲ့တခြားလိုအပ်တာတွေကိုလမ်းညွှန်မှာကြားခဲ့ကြောင်းနဲ့မန္တလေးမြို့အတွင်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေတွေကိုဆက်လက်လိုက်လံကြေရှုစစ်ဆေးမယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းလက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိတဲ့စီးရင်တွေအရငလင်တန်းကြောင့်တည်ဆုံးခဲ့သူ694ဦး၊တရားရရှိသူ1680ဦး၊ပျောက်ဆုံးနေသူ68ဦးရှိပြီဖြစ်ကြောင်းနဲ့အသေးစိတ်စီးရင်ကိုဆက်လက်ကောက်ယူနေရလို့သိရပါတယ်။ မလ28ရက်မှာဖြစ်ပေါ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးနဲ့နောက်ဆက်တွဲငလင်းငယ်တွေလှုပ်ရှားမှုကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနေမြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်းထန်တင့်ခဲ့ရပြီးလန်ဒရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရကပြည်သူတချို့အသက်သေဆုံးခဲ့ရမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ရတဲ့အတွက်ရှောက်ဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုသက်ဆိုင်ရာနေမြေအလိုက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။